မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNY အမျိုးသားအစည်းအရုံး KNU တထုံခရိုင်တပ်မဟာတပ်နေမြေမှာရှိတဲ့ဘီလင်းမြို့နယ်မဲပလီကျေးရွာအခြေစားစစ်ကောင်စီရဲ့ဘျူဟာစခန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးကို KNU ပူပေါင်းတပ်ဖွဲ့ကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဲပလီဗျူဟာစခန်းကို KNU အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ကဖေဝါရီလ၁ရက်နေ့မနက်မှာဝင်းရောက်တိုက်ခိုက်ခဲ့ရာနိုင်အနေငယ်အကြမ်းမှာစခန်းကိုအပိတ်သက်သိမ့်ပိုက်နိုင်ခဲ့ပြီးတော့စစ်တုံးမှန်းများနဲ့လက်နက်ခဲယမ်းများကိုလည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗျူဟာစခန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများလည်းရှိရာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၉ဦးကိုဖမ်းမိထားကြောင်း တထုံဒုတတူခရိုင်ဥက္ကဋ္ဌဘရိုစောမြင့်ကပြောပြထားပါရယ်၎င်းနဲ့ပတ်သက်ပြီးတော့တော်လိုင်းတပ်ဖွဲ့ကသတင်းအင်းမြစ်တူကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းဆီးနိုင်မှုဟာမှန်ကန်ကြောင်းအတည်ပြုပြောပြထားပါရယ်ဒါပေမဲ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတိအကျနဲ့လက်နက်ရရှိမှုကိုတော့မသိရသေးလို့ပါလို့သတင်းအင်းမြစ်ကပြောပါရယ်အမတ်ရှိစစ်စင်ရေးကိုကဲမှုဌာနချုပ်နေပြူဟာနှစ်ဘုံမူကြီးတက်လွယ်ဦးနဲ့အမတ်၄၅ချင်းမြန်တိုင်ရင်တိုင်ရင်မူဒုဘုံမူကြီးစိုင်းသူရာထေဦးစီးအခြေစိုက်ထားတဲ့မဲပလီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကဘုံမူတက်ဦး ဘိုးကြီးတအုပ်အပါအဝင်29ဦးသေဆုံးကဘိုးကြီးတအုပ်အပါအဝင်29ဦးကိုအရှင်ဖမ်းဆီးရမိထားကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါရယ်အခု73ဦး29ကိုထမှန်ဖမ်းဆီးရရှိခဲ့တဲ့အတွက်မဲပလီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း48ဦးကိုအရှင်ဖမ်းဆီးရမိနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်ဒါအပြင်အဲ့ဒီစကန်းကဟာဝဇာလက်နက်ကြီးအပါအဝင်လက်နက်ကြီးလက်နက်ငယ်စုစုပေါင်း52လက်နဲ့ခရယံကြီးများကိုလည်းတိမ့်ပတ်ရရှိထားကြောင်း KNU ကအသိပေးထားပါဗျ ်စစ်ကောင်စီတပ်ထံကနေပြီးတော့လက်နိုင်ငယ်များကိုသိမ့်ပိုက်ရရှိထားတဲ့မှတ်တမ်းကိုလည်းတွေးခဲ့ရပါတယ်ဓာတ်ပုံမှတ်တမ်းများအရာလက်နိုင်ငယ်ဆက်နက်လက်ထက်မနည်းသိမ့်ပိုက်ရရှိခဲ့တဲ့အတွက်မဲပလီစခန်းကနေပြီးတော့လက်နက်မျိုးစုံ54လက်ထက်မနည်းသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းနေထဲမှာဗျူဟာမှုနဲ့တိုက်ရင်မှုများလည်းပါဝင်ကြောင်းသတင်းအင်းမြစ်တချို့ကပြောကြားထားရာ အခုဖမ်းမိတဲ့စစ်တုံးမန်းနေထဲမှာအဲ့ဒီအရာရှိများပါမပါဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။မဲပလီစခန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုထပ်မံဖမ်းဆီးရရှိခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့တထုံခရိုင်တပ်မဟာတက်တာဝန်ရှိသူတအုပ်ကိုလည်းဆက်လက်ပြီးတော့ဆက်သွဲမေးမြန်းထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူခရိုင်စိတ်ဖြူမြို့နယ်အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ21ကပစ္စည်းတွေကိုတဲဆောင်လာတဲ့စစ်ရဲနှန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ရာစစ်ကား2စီးစလုံးမီးလောင်ကစစ်သား7ယောက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစစ်ရင်တန်းဟာမခွေတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်ကပြင်းဥလွင်မြို့ကိုသွားတဲ့အချိန်မှာဂျားဖြတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ရေနတာကော်လမ်ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။ဒီစစ်ကားရင်တန်းကပြင်းဥလွင်ကိုသွားတာဗျ။ Sega tông gì, Forga là gì, Enziga là gì này là là ပြစ်ခတ်မှုကြားမှာအင်ဂျင်ဘိုင်းတွေပါနှစ်စီးသလုံးလောင်သွားတယ်ဖော်ကားတစ်စီးနဲ့စစ်ကားတစ်စီးပါလို့ပြောပြထားပါတယ်။အဲ့ဒီကားတန်းနဲ့ဖေဗူလာ9ရက်နေ့မနက်10:00နာရီ12မိနစ်ကနေပြီးတော့17:00နာရီအထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား17ယောက်ကြာဆုံးတာဒဏ်ရာရတဲ့သူတွေလည်းအများအပြားရှိတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမှာအင်အား90နဲ့စစ်ကောင်စီကား9စီးပါဝင်ပြီးတော့စစ်ဖြူကန်စုံမှလမ်းပိုင်းအတွင်းမှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကအသင်းဆောင်ချိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကဖော်ကားတစ်စီးနဲ့စ စစ်ကားတစ်စီးအင်ဂျင်ပိုင်းမီးလောင်ပောက်ကွဲခဲ့တယ်လို့ရေနာတာကော်လမ်ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်တရရင်ပခုတ်ကူခရိုင်တိုက်ရင်16စိတ်ဖြူမြို့နယ်အနောက်ပိုင်းဇုံ1ပကဖားတို့ကပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်ပိုင်းစစ်ဒေသနယ်မြေမှာတပတ်တာအတွင်းမှာတိုက်ပွဲပေါင်း18ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားအယောက်90ကျော်တေဆုံးကစစ်တုံးပန်း28ဦးကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ1ရက်နေ့ကနေ9ရက်နေ့အထိပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသနယ်မြေမှာတောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် PDF, KNU, KNL, BBL, FFD နဲ့အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့များပူးပေါင်းပြီးတော့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှု18ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က အယောက်90နဲ့အထက်သေဆုံးပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲအနေနဲ့တောင်ပိုင်းစစ်ဒေသအမနဲ့စစ်ဒေသခွဲဗျူဟာ29တိုင်ရင်တပ်ဖွဲ့များငကားပြူစစ်ကြောင်းတောင်ညိုစစ်ကြောင်း LDF ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကောက်ဖနဲ့မဟာမိတ်များဖြစ်တဲ့ KNLA, BBLA, FFD ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ဘီလင်းမြို့နယ်မဲပလီဗျူဟာစခန်းခုံးကိုဖေဗူလာတရက်နေ့မှာတင်ပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့အနီးဖေဖော်ဝါရီလ9ရက်နေ့ည10:00နာရီကျော်အချိန်ကစတင်ပြီးတော့ကျေလောင်နဲ့လက်နက်ကြီးပစ်ခတ်တမ်းများကြားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တွေမြို့ကံများကနေရာအတိအကျမသိကြတော့လဲအမြင့်ကျွန်းနဲ့ပါတလိတ်ဘက်မှာဖြစ်နိုင်တယ်လို့ခံမှန်းပြီးတော့ပြောဆိုနေကြပါတယ်ခွန်ရဲနေညကလက်နက်ကြီးတန်းနေ10နာရီကျော်လောက်မှာစပြီးတော့ကြားရတယ်ဘသူတွေပြစ်တာလဲတော့မသိဘူးတော်တော်ကိုအတန်ချဲတာ10နာရီကျော်10နာရီလောက်မှာလဲလေရင်တန်းနေကြားရတယ် ဟတ်စကီးစင်းတဲ့အတန်လဲကြားရတယ်လို့ပြောဆိုထားပါတယ်အရက်ခတ်တက်တော် AA ရဲ့အုတ်ချုပ်ရေးအဖွဲ့ဝင်တအူးကစစ်တွေမျိုးအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲများတပ်စခန်းတချို့ကို AA ဘက်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပြောဆိုထားပါတယ်စစ်တွေမျိုးကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်ထိုးစစ်စတော့မယ်လို့ပြောပြီးတော့ဖုံးချသွားတယ်လို့ပြောပါတယ် စစ်တွေမျိုးအနီးမှာစစ်ကောင်စီနဲ့အေအေတို့ဟာလက်နက်ကြီးများအပြန်အလှန်ပစ်ခတ်မှုတွေမကြာခဏရှိခဲ့ကြပြီးတော့စနိုက်ပါတွေနဲ့လည်းအပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်လို့သိရပါဗျ။စစ်တွေမျိုးကိုအာရခတ်တပ်တော်အေအေကထိုးစစ်ဆင်ရန်ဝိုင်းရံထားတယ်လို့စစ်ကောင်စီဘက်ကလည်းတပ်အင်အားအများပြားကိုဖြည့်တင်းကခုခံစစ်ကိုအခိုင်အမာပြုလုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတေရချောင်းမြို့နယ်ဂုံညင်းစိတ်ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား16ဦးသေဆုံးတာတော်လိုင်းတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မှာတေရချောင်းမြို့နယ်ဝင်းဝကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကတပ်ချင်းရန်ထွက်လာတဲ့အင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ချောင်းဝပြင်ရွာတရက်ပင်အိုင်ရွာနဲ့ရေချိုချောင်းရွာများကိုဖျက်ဆီးပြီးတော့ဂုံချင်းစိတ်ရွာကိုဇန်နဝါရီလ29ရက်နေ့မှာရောက်ရှိကာလာရောက်ကြိုဆိုမဲ့ဆက်လေကိုစောင့်ဆိုင်းနေခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆက်လေကိုစောင့်ဆိုင်းနေတဲ့အချိန်ဇန်နဝါရီလ30ရက်နေ့ညနေ3:00ခွဲအချိန်ကမှတော်လိုင်းတပ်ဖွဲ့များကဒရုန်းပုံသီးများနဲ့ကျဲချပြီးတော့မြေပြင်ကနေလဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲဟာအဲ့ဒီနေ့ည9:00နာရီအထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်သား16ဦးတေဆုံးအားရှေ့ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကနက်တီရီအရှိပင်းလေပြင်းမှာရှိတယ်အကြမ်းဖက်စစ်တပ်သင်းမောကလည်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ည10:00နာရီအထိကိုဂုံချင်းစိတ်ကျေးရွာအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်သင်းမောကပစ်ကူပေးတာကတော့တက်ပစ်လိုက်နားလိုက်ပစ်တာပါ ကနတ်တီရီအရှိပင်လေပင်ကနေပြီးတော့ပြစ်ကူပေးနေတယ်ပြည်သူတွေကတော့ရှောင်နေကြလို့ထိခိုက်မှုတော့မရှိခဲ့ဘူးနေအိမ်တွေတော့ထိခိုက်ပျက်စီးမှုရှိပါတယ်စစ်ခွေးတွေအားလုံးကြောက်နေမော်ကိုပြန်ဆုတ်သွားပါပြီလို့ဒေါင်းကြီးအောင်စစ်ချောင်းကတောင်မရှိသူတို့ကပြောကြားထားပါတယ်ဖေဗူလာ၁ရက်နေ့မှာတိုက်ပွဲအတွင်းတည်ဆုံသွားတဲ့စစ်သားအလောင်းများဒဏ်ရာရရှိသူများနဲ့ကြံရှိနေတဲ့စစ်သားများကိုဆက်လက်အကြီးများနဲ့တင်ဆောင်ကကြောက်နေမော်ခြေပါကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဒဝဲခိုင်တပ်ပေါင်းစု တဆယ်တို့ကြားအထူးတပ်ဖွဲ့ပရိတလုံးပြောက်ကြားတပ်ဖွဲ့နဲ့တောင်ကြီးနောင်စစ်ကြောင်းတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကြာဆုံးက၃ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မော်တစည်းကိုကြားပြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတအုပ်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ကမှဆလင်းမြို့နယ်ဆလင်းမြို့ကမြောင်တိုင်းနယ်အတွင်းမင်းဘူးဘက်ကနေမြေကြောင်အတိုင်းဆန်တက်လာတဲ့စစ်သည်မောင်းဒစည်းကိုတော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီး6ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကာတော်လိုက်တပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတကောင်တေပြီးတော့6ကောင်ဒဏ်ရာရသွားပါတယ်။ကျွန်တော်တို့ရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့ပါတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစလင်းမြို့နယ်ပကဖနဲ့ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ဒေါင်းစိတ်အောင် LPDF မင်းဘူးခရိုင်လက်ယုံအဖွဲ့ AR Blue LPDF နဲ့ Tiger Fighter LPDF အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်မကွေးတိုင်းမြိုင်မြို့နယ်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ Linkador ရဲစခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစာလင်းကြီးအခြေစားလက်နက်ကြီးတပ်ပေါင်းစုမဟာမိတ်ညီနောင်များကပြောဆိုထားပါတယ်ဖေဖော်ဝါရီလ၁ရက်နေ့မှာ မြန်မြို့နယ်လင်ကတော်ရဲစခန်းကိုစားလင်းကြီးအခြေဆိုင်လက်နက်ကြီးတပ်ပေါင်းစုမဟာမိတ်ညီနောင်များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစံမှာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ